ိုမြင့်သူစာဟာနာတာရှည်ယောဂတခုကြောင့်ကျန်းမာရေးမကောင်းနေကြောင်းအသိပေးလာခဲ့တဲ့ကျော်ရဲအောင်ကျော်ရဲအောင်နဲ့ဆိုမြင့်သူစာတို့ဟာတွဲဖက်ညီခဲ့တာကြောင့်ခေတ္တခေတ်ကအတွဲညီတဲ့ဥပညာမောင်နှမဖြစ်ခဲ့ကြတာပါဒါကြောင့်မလို့လေကျော်ရဲအောင်နဲ့ဆိုမြင့်သူစာတို့ဟာမောင်နှမတွေလိုအယံကုန်မှရှင်နေခဲ့ကြတာပါပြောမနာစုမနာလိုမျိုးဖြစ်နေခဲ့ရတယ်လို့တယောက်ကြောင့်တယောက်အကုန်လုံးသိလို့နေတာဖြစ်ပါတယ်ကျောင်းရောင်ကအခုနောက်ပိုင်းမှာအမှုပညာလုပ်တွေတိတ်မလုပ်တော့ပေမဲ့စွမြင့်သူစာကတော့ဇက်ကားတွေဇက်တိုက်ဆိုသလိုရိုက်နေတာပါ ဒါပေမဲ့ခုလက်တလုံးမှာတော့မီဒီယာရှေ့လည်းမထွက်ပြပါဘူး။စုမြတ်သူစာကိုယ်တိုင်ကလည်းဘာမှထုတ်မပြောတာမလို့ကျမကြီးကောင်းတယ်လို့ပဲထင်နေတာပါ။တကယ်တော့စုမြတ်သူစာဟာကျမကြီးမကောင်းမင်းနဲ့ယောဂတခုကိုခန်းစားနေရတာလို့ကြိုးရအောင်ကပြောလာခဲ့ပါရီ။စုမြတ်သူစာကတောင်းရိုက်ယောဂကိုခန်းစားနေရတာဖြစ်ပါရီ။ ဒါပေမဲ့ဆုံးမြတ်သူစာဟာသူယောဂါခန်းစားနေရတာကိုပရိသတ်တွေကိုအတိမပေးပါဘူး။ဒါပေမဲ့ဒီပညာမောင်နှမချင်းဖြစ်တဲ့ကျော်ရဲအောင်တို့ကသိနေကြတာကြပါပြီ။ဆုံးမြတ်သူစာကအဆိုပါယောဂါဆိုတဲ့အချိန်ဆိုရင်အတော်လေးခန်းစားရတာပါ။တိုင်းရက်ကလက်ဘင်းဆိုင်ရာယောဂါတစ်ခု ဖြစ်တယ်လို့ရောင်းလာတဲ့အချိန်အတော်လေးခန်းစားရတာပါ။ဒါပြင်နှလုံးနဲ့လည်းဆက်ဆက်နေတဲ့ယောဂါတစ်ခုဖြစ်တဲ့အတွက်ပုံမဆိုးလောင်အောင်လို့စေးတောက်ခါကုနေရတာပါ။ရွေးတူဖြစ်တဲ့ဆုံးမြတ်သူစာကျမ်းမာရေးမကောင်းဘူးလို့ကြားရချိန်မှာကျော်ရဲအောင်ကလည်းစိတ်မကောင်းဖြစ်နေတာပါ။ ကျောင်းရအောင်နဲ့ဆွေမြသူစားတို့ကအသက်အရွယ်ရအရင်လိုမျိုးကျန်းမာရေးမကောင်းတော့ပါဘူး။အသက်အရွယ်ဖြစ်လာတဲ့ယောဂတွေကိုကုသကနေထိုင်နေကြတာပါ။ဒါကြောင့်မလို့တယောက်နဲ့တယောက်နေကောင်းကျန်းမာရေးလားဆိုတာကိုနားဆွနေရတာပါ။ဆွေမြသူစားကတော့အနုပညာဝါဒနာကြီးရမလို့တောက်လျှောက်တည်ဥဆောင်လုပ်နေပေမယ့်ကျောင်းရအောင်တို့ဆိုရင်တော့အရင်လောက်ကမှမလုပ်နိုင်တော့ပါဘူး။စိတ်သွားတဲ့နောက်ကိုကိုကမလိုက်နိုင်တော့တာကြောင့်ဖြစ်ပါရဲ့။ဒါပြင်ကျောင်းရအောင်ကလည်းကျန်းမာရေးမကောင်းပါဘူး။ကျောင်းရအောင်ကမျက်လုံးမကောင်းတာကြောင့်ခွဲထားရတာပါ။ခွဲထားပြီးပြီပေမယ့်အရင်လိုမျိုးမျက်လုံးကကြည့်မကောင်းတော့ပါဘူး။အလင်းရောင်စူးတာတွေနဲ့ နေရောင်ကိုကောင်းကောင်းမကြည့်နိုင်တော့ပါဘူး။ဒါကြောင့်မလို့စကားသိမ့်မရိုက်ဖြစ်တော့တာပါ။ကျောင်းရအောင်ကခုနောက်ပိုင်းမှာဆိုရင်စိတ်လေးသိမ့်မရှိပါဘူး။မီဒီယာတွေနဲ့တွေ့လေစကားကိုပြောချင်သလိုသာပြောတာကြောင့်ပြည်သက်ချို့ကလည်းဝေဖန်နေတာပါ။ကျောင်းရအောင်ကိုတမိဖြစ်သူကနောက်ကနေအမြင်လိုက်ထင်နေတာဖြစ်ပါတယ်။အရင်တော့ဆိုရင်ကျောင်းရအောင်ကစိုးခဲ့တာတွေရှိပြီးတော့လှုပ်ချင်တာလှုပ်တာပါ။ဒါပေမဲ့မုံနသားနဲ့တားဖြစ်သူတို့ရဲ့မျက်နှာကြောင့်အခုနောက်ပိုင်းမှာလိမ္မာလာပါပြီ။တမိဖြစ်သူမုံနသားကျောင်းရအောင်ကလည်းအနုပညာလုပ်ကိုလှုပ်ဖို့အတွက်ခြေလှမ်းစာနေတာပါ။ ကျောင်းအောင်ကတော့မုံနတာကိုအမှုပညာလုံးမလုပ်စေချင်ပါဘူး။အမှုပညာလုံးဆိုတာပူလောင်တာကြောင့်မလုပ်စေချင်တာဖြစ်ပါတယ်။တမိဖြစ်သူကတော့တရုတ်ဆောင်တရားဖြစ်ဖို့ဇက်ကားတွေဝင်ရိုက်နေတာပါ။ကျောင်းအောင်ကဇနီးဖြစ်သူနဲ့ငငယ်တဲ့ကကွာရှင်းထားတာကြောင့်မလို့တမိနဲ့သားနဲ့သားပျော်ရွှင်စွာဖြစ်တဲ့နေတာဖြစ်ပါတယ်။ကျမကြီးချူချလာကြတဲ့ကျောင်းအောင်နဲ့ဆွေမျက်သူစာတို့ပေါ်မှာပရိသတ်တွေရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြီးချူအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီရီနုပညာရှင်ရဲ့ဒိတ်နဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ ကြပါတယ်။အာဘိနဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချစ်စီတိုင်းလေကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတာမေတ္တာစကားလေးလက်ဆောင်ပိုင်းနေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်။ပြည်သက်တယောက်ချစ်စီတိုင်းလေကျမချမ်းသာကြပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့မေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။